လာမယ့်နှစ်အနေနဲ့အထက်အမေရိကန်ပြည်ထောင်စုရဲ့စစ်ဘေးရေဘယ်လိုဖြစ်လာနိုင်မလဲတရားဝင်ခါမှန်ချက်တွေကဘာတွေပြောနေလဲဆိုတာကိုအထူးတွေကြည့်လိုက်ကြရအောင်အမေရိကန်စစ်ဘေးရေက roller coaster စီးရသလိုအတက်အကျကျမ်းမဲ့လို့ဘာကြောင့်ပြောနေကြတာလဲဟုတ်ကဲ့ဒါက Congressional Budget Office CBO လို့ခေါ်တဲ့အဖွဲ့ရဲ့နောက်ဆုံးခါမှန်ချက်တွေကနေပေါ်ထွက်လာတဲ့အဓိကမိကုံးပါပဲဘာလို့ဒီလိုအတက်အကျကျမ်းမဲ့လမ်းကြောင်းပေါ်ရောက်နေရလဲဆိုတာကိုတစ်ချက်ချင်းစီလေ့လာကြည့်ရမယ်ဒီဆရာဝက်ကိုကြီးလိုက်တာနဲ့တင်ပုံစံကတော်တော်ရှင်းပါတယ် 2020မှာမှဦးတင်းတို့ကနေသွားမယ်ပြီးတော့2026မှာဝန်ကနေပြန်တက်လာမယ်အဲ့နောက်မှာပုံမှန်အခြေအနေတစ်ခုကိုပြန်ရောက်သွားမဲ့သဘောမျိုးပါတကယ်ကိုအတက်အကျပါပဲကဲဒီလိုယိုလာကိုစတာလိုအတက်အကျဖြစ်စီတဲ့ခမန်းချက်တည်းရဲ့နောက်အွယ်မှာဘလို့အကြောင်းရင်းတွေရှိနေလဲအရိကမောင်းနေတဲ့အားတွေကိုတစ်ခုချင်းစီကြည့်လိုက်ကြရအောင်ဒီစီဝိုင်းဇလိုင်းမှာအဓိကဇာကောင်၃ယောက်ရှိတယ်လို့ပြောလို့ရပါတယ်။ပထမတစ်ခုက OOBBA လို့ခေါ်တဲ့အခွန်နဲ့အသုံးစစ်ဆိုင်ရာဥပဒေတည်ကြီးတစ်ခု။ နောက်တစ်ခုကသွင်းကုန်တဲ့ပုံပါကောင်းမဲ့အခွန်အသစ်တွေပြီးတော့လူဝင်မှု ကြီးကြပ်ရေးမူဝါဒအပြောင်းလဲတွေပါပဲဒီမူဝါဒတွေကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့တွန်းအားနဲ့ဆွေးအားကိုဖန်တီးထားပါတယ်တစ်ဖက်မှာတော့ OBPA လို့ခေါ်တဲ့အခွန် short term တွေကစီးပွားရေးကိုအရှိန်တင်ပေးဖို့ကြိုးစားနေတယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့အောက်ခွန်အသစ်တွေနဲ့လူဝင်မှုကြီးကြပ်ရေးအပြောင်းလဲတွေက break off ထားဖို့ဖြစ်နေတာပေါ့တစ်ခုကတွန်းတစ်ခုကဆွဲနေတဲ့အခြေအနေမျိုးပါ ဆိုဒီလိုအားပြိုင်မှုတွေကစီးပွားရေးရဲ့အဓိကညွန့်ကင်းတွေဖြစ်တဲ့တိုတန်မှုငွေကြေးဖွာဖို့မှုနဲ့အလုတ်ကင်ခွင်းလန်းတွေပေါ်မှာဘလို့တွေတက်ရောက်မှုရှိလာနိုင်မလဲဆက်ကြည့်ကြအောင်ဒူစီအားမှာဆိုရင် CBO ရဲ့တိုးတက်မှုခမန်းချက်ကိုတခြားအဖွဲ့အစည်းတွေနဲ့ရှင်းပြထားတာတွေ့ရပါမယ်။အဓိကသတိထားမိမှာက2025မှာနေခွေးသွားတာကအဓိကအဖြစ်အကောက်ခွန်တွေရောင်ချစ်ပြီး2026မှာအရှိန်ပြောင်းလဲလာတာကတော့အခွန်လျှော့ချမှုတွေရဲ့ယာယီတက်ရောက်မှု။ sugar high လို့ခေါ်တဲ့ခဏလာအားသတ်မှုကြောင့်လို့ဆိုပါရယ်ဟုတ်ပါတယ်ကျွမ်းကျင်သူကြီးကဒီယာကြီးမျက်တလာမှုအပေါ်မှာတကြားလုံးစားလိုက်ရတယ်လို့ခဏတာအားတက်မှုဆိုတဲ့စကားလုံးကိုသုံးကြပါတယ်ဆိုလိုချင်တာကတော့2016မှာမြင်ရမဲ့စီးပွားရေးတိုးတက်မှုဟာရေရှည်တီတာမှာမဟုတ်ခဲ့ခဏတာပဲခမဲ့သဘောမျိုးဖြစ်တယ်ဆိုတာပါပဲ။ကဲစီးပွားရေးခြုံငုံသုံးသက်ချက်ကနေပြီးတော့နေစဉ်ဘဝနဲ့ပိုပြီးထိတွေ့နေရတဲ့ငွေကြေးခွန်းပွားမှုဒါမှမဟုတ်ဈေးနှုန်းဒီအကြောင်းကိုဆက်သွားကြည့်ကြအောင်။ CBO ရဲ့ခမန်းကြက်ရလာမ2020မှာခုနှစ်အထွေအဓိကကြတဲ့ငွေကြေးဖောင်းပွက်မှုနှုန်းက3.1ရာခိုင်နှုန်းပါဒီကိင်္ဂဏန်ကအကားခွန်တွေကြောင့်ကုန်စည်နှုန်းတက်တာရဲ့အစိုးရရဲ့ဘတ်ဂျက်လုံငွေဖြစ်မှုမြင့်တက်လာတာတွေကြောင့်ဖြစ်လာတာပါအရေးကြီးတာကဒီ3.1ရာခိုင်နှုန်းဆိုတာ American Bourbon Federal Reserve ရဲ့ညီမှန်ချက်ဖြစ်တဲ့နိုင်ရခိုင်နှုန်းထက်အများကြီးမြင့်နေတုံပဲဆိုတာပါပဲ။ဒါကဘာကိုပြနေလဲဆိုတော့ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့စူးစမ်းနေတာတွေဟာပန်းတိုင်မရောက်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ ဒီမှာခမန်းချက်တွေကိုရှင်ကြည့်လိုက်ရင်စိတ်ဝင်စားစရာတခုတွေ့ရပါမယ်။ CBO နဲ့ Federal Reserve တို့က OMB လုခေါ်ရဲ့စီမံခန့်ခွဲရေးနဲ့ budget ရုံးတာငွေကြေးဖောင်းဖောင်းမှုဟာပိုပြီးကြကြမြန်မာနေအောင်မယ်လို့ရှုမြင်ထားကြတာကွာ။အလုတ်တမားဈေးကွက်ကိုထချက်တည်ရရင်တော့2025မှာအလုတ်လက်မဲ့နှုန်းခဏပြန်တက်လာနိုင်တယ်။ဒါပေမဲ့2026မှာတော့အခြေအနေပြန်ကောင်းလာပြီးအဲ့ဒီနောက်ပိုင်းမှာတည်ငြိမ်ထွားမဲ့ပုံစံမျိုးတွေ့ရပါတယ်။ ကဲဒီလောက်ဆိုရင်တော့ဂိင္ကနန်တဲ့ခမန့်ချက်တဲ့ကြောက်တော်တော်များများတိလာပြီပေါ့အခုအရေးအကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒီအချက်လက်တဲ့အားလုံးကတာမန်ပြည်သူတွေရနိုင်စင်ဘွားငယ်ဘနော်ရေးပို့ဘကုတ်တယုံမရှိမယ် The conference board ရဲ့ဒီကိုခါချက်ကအချိန်ကြီးကိုတော်တော်နဲ့လိုရင်းပြောပြနေပါတယ်စားသုံးသူတွေဟာဈေးနှုန်းမြင့်တက်မှုရဲ့တန်ကိုအဓိကခံရလိမ့်မယ်တဲ့ဆိုတော့အင်ထောင်စုတွေကဒီစီဘွားရဲ့အပြောင်းအလဲတွေကိုဘလို့ရင်းဆန်ရမလဲဆိုတာကအဓိကပါပဲ ခမန်းချက်တွေအရစာသုံးသူတွေရဲ့အတုံးဆွေးတိုးတက်မှုနှုန်းဟာနေဝေးသွားဖို့ရှိနေပါတယ်။အထူးသဖြင့်ဝင်ဝင်နေတဲ့သူတွေနဲ့အလယ်လက်တန်းစားအင်ထောင်စုတွေကဒီချင်တဲ့တန်ကိုပိုးပြီးခန့်စားရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အကောက်ခွင့်နေတဲ့မူဝါဒမသေးချမရမှုတွေကအထူးကအကြောင်းရင်းတွေထိနေလို့ပါပဲ။နောက်ပြီးလူတိုင်းနှီးပါစိတ်ဝင်စားကြတဲ့အိမ်ချမ်းပြင်းဈေးကွက်ကတော့ဘယ်လိုဖြစ်မလဲ။အိမ်ဈေးတွေကတအူးမှလားဒါမှမဟုတ်ကျပါမှလား။ဒါကတကယ်ကိုအရေးကြီးတဲ့မိကွန်းတစ်ခုပါ။ အိမ်ချမ်းမီဈေးကွက်မှာလည်းအားပြိုင်မှုတွေရှိနေပြန်ပါတယ်။တစ်ဖက်မှာအိမ်ပေါင်းအတွန်းတွန်းတွေချစင်းတာအလို့သမားဈေးကွက်တည်နေတာတွေကဈေးနှုန်းတွေကိုတွန်းတင်ပေးနေတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအတွန်းတွန်းတွေပြန်တက်လာတာမျိုးစီးပွားရေးအားနည်းလာတာမျိုးတွေကဈေးနှုန်းတွေကိုပြန်ဆွဲချနိုင်တဲ့အချက်တွေဖြစ်နေပါတယ်။ဒီလိုပြန်လာဆွဲနေတဲ့အခြေအနေမှာကျွမ်းကျင်တို့အများစုရဲ့သဘောတူညီချက်ကပါလဲဆိုတော့အိမ်ဈေးနှုန်းတွေဟာအရင်လိုအတက်အကျကျန်းတော့မှမဟုတ်ပဲပိုပြီးတည်ငြိမ်သွားမယ်။တို့တက်မှုရှိရင်တောင်အနှံငယ်ပဲရှိလိမ့်မယ်လို့ခံမှန်းထားကြပါတယ်။ကဲဒီလောက်ဆိုရင်တော့ အဆုံးသတ်ပိုင်းကိုရောက်လာပါပြီ။ဒီရှင်းလင်းတင်ပြချက်ကလည်းအကြီးကအဖြစ်ပါ။ကောက်ချက်ချနိုင်မလဲ။ရှေ့ဆက်ရမယ့်လမ်းကတလို့ရှိမလဲဆိုတာကိုသုံးသပ်ကြည့်ကြရအောင်။ဒီခမန်းချက်တစ်ခုလုံးကိုအနစ်ချုပ်လိုက်ရင်အထီးကတဘောတရားတစ်ခုကိုတွေ့ရပါမယ်။အဲ့ဒါကတော့စီးပွားရေးဆိုင်ရာအဟံအတားတွေနဲ့ကြောထောင်နောက်ခံပြမှုတွေအပြန်အလှန်အားပြန်နေတာပါပဲ။တခုကစီပွားရေးကိုနေကွေးအောင်ဆွဲချနေချိန်မှာနောက်တစ်ခုကရှေ့ကိုရောက်အောင်တွင်တင်ပင်းနေတဲ့အချိန်မျိုးပေါ့ ဒါကြောင့် CBO ရဲ့ခန်းမှန်းချက်ကိုအတိုချုပ်ပြောရရင်စီးပွားရေးဟာအရင်ဆုံးနှီးခွေတော့မယ်ပြီးရင်ခဏတာပြန်ပြီးအားကောင်းလာမယ်အဲ့ဒီနောက်မှာတော့တည်ငြိမ်တဲ့တိုးတက်မှုလမ်းကြောင်းပေါ်ပြန်ရောက်မယ်ဆိုတဲ့ roller coaster ပုံစံပါပဲဒါပေမဲ့အရေးကြီးဆုံးကတော့မတိချာမရမှုတွေကအရင်ကမြင့်မားနေစေဖြစ်တယ်ဆိုတာပါပဲခမန်းချစ်တွေတော့ထွက်လာပါပဲ ဒါပေမဲ့ဒီလောက်အင်အားကြီးရဲ့အကြောင်းတရားလေးအမျိုးမျိုးအားပြိုင်နေတဲ့အတွက်စစ်ပါရေးကတော့ဒီချမ်းပါထားတဲ့ဇန်ညုံးအတိုင်းပဲတွေ့မတင်းချိလာပါမလားဒါကတော့အနာဂတ်အတွက်အားလုံးတူတူစောင့်ကြည့်ရမယ်စဉ်းစားစေရမေခေါင်းတစ်ခုဖြစ်နေပဲနေခေါင်းချိုးလိုက်ခြင်းပါလေ